မြင့်တက်လွှင့်ခြင်းတွေကိုစောင့်မျှော်အပ်ပြီးနားဆင်ကြတယ်။ချဲရ်ပိတ်သည်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ပိတ်သည်တွေအတွက်ဒီတစ်ခေါက်မှတင်ဆက်ပေးဖို့ရွေးချယ်ထားတာကတော့စာရေးဆရာဇေယနရမညရေးသားထားတဲ့အောင်မြတ်တာနဲ့ကလေး90တောင်ဇလန်းလေးပဲဖြစ်ပါတယ်။ခန်းစားနားဆင်ပေးကြပါခင်ဗျာ။ကျွန်တော်ကတော့တင်ဆက်သူ PK ပါ။ချင်းငယ်တာရာကာရောရဲ့အောင်မြေတန်အချို့မှာပါ တိတ်ဆိတ်ငြိမ်သက်နေတဲ့မဟာမြိုင်ဒေါ်အတွင်းထဲကိုယောဂိဝိဆံဝေထားတဲ့လူတယောက်ဝင်ရောက်လာခဲ့တယ်။သူ့ရဲ့ခြေလန်းတွေကတည်ငြိမ်နေပြီးရုပ်သွင်ကလည်းအေးမြတဲ့သဘောကိုစောင့်နေခဲ့တယ်။သူ့ရဲ့ဘေးပပက်လဲမှာတော့ဒေါ်ကောင်ကြီးလေးတွေကစော်ကစားပြီးလိုက်လာခဲ့ပါတယ်။အဲဒီလူကဒေါ်အတွင်းတနေရာမှာရှိတဲ့ညောင်ပင်နဲ့တပြေးပင်ခြေရင်းကိုရောက်တော့အထက်ဆရာရဲ့ခွင့်ပြုချက်နဲ့ဒေရိုနီယာကိုခေတ္တလာခေါ်တာဖြစ်တယ်။ ဒါကြောင့်တင်းတို့တရားဖြုတ်ပြီးတဲ့အချိန်ကျုပ်စီလာခဲ့ကြပါအဲ့လိုပြောပြီးကြောက်တုံးတွေပေါ်လုံးမျောနေတဲ့စမ်းချောင်းရှိတဲ့ဘက်ကိုထွက်သွားခဲ့ပါတယ်အချိန်အနည်းငယ်ကြာတော့ကြောပေးထားတဲ့နောက်ဘက်ကနေခြေတံကြားလိုလှည့်ကြည့်လိုက်ရဖြူဝင်းတဲ့အသားရည်တွေကို ပိုင်ဆိုင်ထားတဲ့အဖိုးအနှစ်ယောက်ကိုမြင်လိုက်ရတယ်မတွေ့တာအတော်ကြာပြီနော်ဆရာဟုတ်ပါတင်းတို့တော့ရုပ်တင်အတော်ပြောင်းလဲသွားကြတာပဲကျွန်တော်တို့နေရာဆရာကို မျက်နှာမပြဝင်ပါဘူးဟင် ဘာဖြစ်လို့လဲဇရာကထွက်ရလန်းကိုတွားလို့ရတဲ့အကျင့်ကိုတင်ကြားပေးခဲ့ပေမဲ့ကျွန်တော်တို့ပေးဆုံးတိုင်အောင်မကြင်ကြံနိုင်ခဲ့ဘူးလက်ဆတ်တော့ဒါကြောင့်ကို ခုလိုအခြေအနေဖြစ်တော့ရောဘာအရေးလဲဒင်းတို့နှစ်ယောက်ကြင်ကြံခဲ့တဲ့စွမ်းအားတွေကနောက်တစ်ချိန်အကျိုးရှိလမ်းပေါ်ပါ ခုတော့လူပတ်ဝန်းကျင်ကိုခိတ္တပြန်ဝင်မှုကျုံနယ်လက်ခဲ့ပါကျွန်တော်တို့ကအရင်ကလို့ဇရာအနောက်ကလိုက်ရတော့မှာလားအဲ့လိုလည်းမဟုတ်ဘူးဒင်းတို့နှစ်ယောက်ကိုခိတ္တအနေနဲ့ပြန်ခေါ်တာဖြစ်လို့ လက်ရှိရင်ဆိုင်ရမယ့်ပြဿနာတွေပြီးကိုယ့်နေရာကိုပြန်ကြရမှာပါဘလို့ပဲဖြစ်ဖြစ်ဆရာနဲ့လိုက်ပါပြီးတာဝန်ထမ်းခွင့်ရလို့ကျင့်နေမိပါတယ်ဒါနဲ့ကျွန်တော်တို့ကဒီရုပ်တင်အတိုင်းလိုက်ပါရမှာလားတမာရီပြက်ကုန်းပေါ်ကိုရောက်တာနဲ့အသက်50အရွယ်ရုပ်တင်ကိုပြောင်းလဲဖို့လိုတယ်အခုကအချိန်လဲတိတ်မရတာမို့ပြန်ထွက်ကြရအောင်ယောဂီဝေထားတဲ့လူရဲ့စကားအစုံမှာဘေးမှာစော်ကစားနေကြတဲ့တောကောင်ငယ်လေးတွေကလိုက်သိစွာနဲ့ဝေးကိုထွက်ပြေးသွားခဲ့ကြတယ် မကြမီအချိန်အတွင်းမှာပဲမဟာမြိုင်ဒေါ်တွင်းမှာရှိနေတဲ့လူ၃ယောက်ကစီးကျက်ညီတဲ့ခြေလမ်းတွေနဲ့အပြင်ကိုထွက်သွားခဲ့ကြတယ်။ဟေးအစွဲကလေဘာလို့ကာယကံရှင်ကိုတေးကြီးစီးပွားပြက်အောင်လုပ်ရတာလဲဟမ်။အောင်မြင်လာတဲ့အတန်အောအောနဲ့မေးလိုက်တာကြောင့်တွန်တုံရီရီနဲ့ဝင်ပူးနေတဲ့သူကမေးတဆက်ဆက်ရိုက်ပြီးသူများခိုင်းလို့လုပ်ရတာပါ။သူ့ကိုတီလဲမသိပါဘူး။တဲဒီကောင်မကတော့ငါလှုပ်လိုက်ရသေတော့မယ်ခုချက်ချင်းနေလောက်ထားရပြန်ယူသွားစမ်း မလုပ်ပါနဲ့ကြောက်ပါပြီအကုန်ပြန်ယူသွားပါမယ်ကရုံကရင်ဖြစ်နေတဲ့အစွဲကောင်ကသူ့ကိုယ်သူလက်နဲ့တတ်ချပြီး ကိုရဲမှာရှိနေတဲ့ဆက်တွေကိုသဲယူနေတဲ့အချိန်ရှေးမှာထိုင်နေတဲ့သူကမျက်မှောင်ကျလိုက်ပြီးကိုမီလာဟာကုန်ပါပြီဆရာငါ့အိုတော်လင်ညာဝင်းနဲ့ဒီကောင်မောင်မထနိုင်အောင်ရိုက်နေကြစမ်းအမလီသေပါပြီတော့ကြောက်ပါပြီမလိန်တော့ပါဘူးရက်ပေးပါတော့အင်းဆောင်တွေခဏရက်လိုက်ပြောစမ်းဘာရီကျန်နေသေးလဲ အိမ်ဦးထံအောက်မှာမြုပ်ထားတဲ့တင်ကြိုင်းမြေအထုပ်ကိုတွူးရပါမယ်။ပြီးအိမ်လေကားအောက်မှာမြုပ်ထားတဲ့သပင်းချီတွေကိုဖော်ရပါမယ်။အဲ့ဒါအကုန်မေးလား။လိန်ညာရဲ့ပါဇက်ကိုဆွဲဖြဲပြီးငရဲမီးနဲ့မြိုက်ပြမှာ။မလိန်ညာဝင်းတော့ပါဘူးဆရာ။အစကမတိလို့လိန်ညာပြီးပြောမိတာကိုခွင့်လွှတ်ပေးပါ။နောက်ထပ်ဒီလူကိုမနှောက်ရှက်ဖို့တစ္ဆာရေတော့တောက်ရလိမ့်မယ်။တောက်ပါမယ်ဆရာ။ပညာတော့မသိမ့်လဲပါနဲ့ရှင်။ကျမတို့ကဒီပညာနဲ့လောက်ကိုင်းစားတော့နေရတော့ အခြားဘာမှမလုပ်တတ်တော့လို့ပါဒီနေ့တခွင်မှာငါရှိနေသည်မင်းတရီထားပြီနေနောက်ထပ်ကြားလို့ကတော့ဒီထက်ပိုနာမယ်ခုတော့တစ္ဆာလိုက်ဆွဲဖို့ပြင်ဝင်ပူးနေတဲ့အစွဲလဲရှေးကနေအမေပေးလိုက်တဲ့သူရဲ့စကားကိုမလွန်ဆန်နိုင်မဲတစ္ဆာရဲ့တောက်ကထွက်သွားခဲ့ပါတယ်အင်းရှင်ရေကျုပ်ကိုပြောထားတဲ့ကလေးအတိုင်းခြေကြွားကပေးပြီတော့ပေးရမယ်ဆရာရေဆရာတောင်းထားတဲ့အထက်ကို ပို့ပေးပါမယ်မလိုဘူး ငါတောင်းတလောက်ပဲပေးငါကတန်ရာတန်ကြီးပဲယူတယ်လူကန်လက်လူခွာစာပုံပေါက်နေတဲ့သူက စကားကိုခက်ပြက်ပြက်ပြောပြီးဖက်ကျန်းဆက်လိကိုကောက်ဖွာလိုက်ပါတယ်မကြခင်အရှင်ဖြစ်သူကြောတဲ့ငွေအချို့ကို လွယ်တဲ့ထဲကအိမ်ဘောကအစင်သူ့ကိုစိုက်ကြည့်နေတဲ့လူ၃ယောက်ကိုမြင်လိုက်ရပါတယ်ဆရာနှုတ်ကနေမတိမတာထွက်သွားတဲ့စကားကြောင့်အပင်ရိပ်အောင်မှလက်ပိုက်ပြီးရက်နေတဲ့လူကလက်ကပြပြီးမဲလို့ဆရာရှိရဆက်လို့ပါ ပြီးမှစကားပြောကြတာပေါ့အဲလိုပြောလိုက်တာကြောင့်ဖကြက်စလိကိုလက်မှညှက်ထားတဲ့လူက သူ့ခြေလမ်းတွေကိုရွာအပြင်ဘက်စီကိုဥတီကထွက်သွားခဲ့ပါတယ်ရွာပြင်ကိုရောက်တော့လွေထဲပါလာတဲ့ငွေအားလုံးကိုထုတ်ယူပြီးအမိုးအကာမလုံဖြစ်နေတဲ့တဲဘော်မှာလဲလျောင်းနေတဲ့လူမမာလက်ထဲကိုထည့်ကပြန်ဆင်းလာခဲ့ပါတယ်တဲဘော်ကဆင်းလာတဲ့အချိန်မလန်မကန်းမှရက်ဆောင်နေတဲ့လူ၃ယောက်စီကိုတွားပြီးမတွေ့ရတာနှစ်အတော်ကြာနေပြီနော်ဆရာ ဆရာတို့ပုံစံကြည့်ရတာကျမ်းပါနေတာမို့နေကောင်းလားဆိုပြီးတော့မမေးတော့ပါဘူးဗျာမဲလဲအတော်ရင်းကျက်လာပြီပဲကိုတက်တဲ့ပညာနဲ့ရတဲ့ငွေတွေကိုအခုလိုလှူနေတာမြင်တော့ပိုးပြီးပီတိဖြစ်မိတယ်ဆရာချီချူတာမခံရဲပါဘူးဗျာဒါနဲ့ဘလို့အရေးကိစ္စကြောင့်ကျွန်တော်စီရောက်လာကြတာလဲဒီအချောင်းကိုတော့အဋိဌံပြက်ကောရောက်ရင်သေချာရှင်းပြပေးပါမယ်ဆရာတပည့်တွေလည်းရှေးအောင်နောက်ပြတွေပြောရင်အဋိဌံပြက်ကုန်းရှိတဲ့ဘက်ကိုထွက်လာခဲ့ကြတယ် လန်ခီကဝေးပြီးကြမ်းတမ်းတာကြောင့်ညတကောင်ရဲ့အချင်းရောက်မှအဒိဋ္ဌံပြက်ကုန်းဘော်ကိုရောက်လာခဲ့ပါတယ်။အဒိဋ္ဌံပြက်ကုန်းဘော်ရောက်တော့အဒိဋ္ဌံအောင်မြင်သွားတဲ့မောင်ကောင်းကိုအဖွဲသားတွေနဲ့မိတ်ဆက်ပေးခဲ့တဲ့ဖြစ်စဉ်ကိုအောင်မြတ်သားနဲ့အဒိဋ္ဌံပြက်ကုန်းဆိုတဲ့ဝိတ္ထုမှာဖတ်ရှုနိုင်ပါတယ်။ကလိန်၅၀တောင်ကိုမသွားခင်အင်းဆွဲကညစ်တွေကိုအရင်သွားယူရလိမ့်မယ်။အောင်မြတ်သားစကားကြောင့်မောင်ဆမကအင်းဆွဲကညစ်တွေမတုံးမဲတာမန်ခဲတဲ့တုံးရင်ကမရဘူးလားဆရာ။ မရဘူးတော့မဟုတ်ဘူးရတယ်ဒါပေမဲ့ငါတို့သွားယူရမယ့်ကညစ်တန်တွေကရေးအစင်ဆက်ခစ်တဲ့ကအင်းမဆပေါင်းများစွာကိုရေးဆွဲခဲ့ကြတာဖြစ်လို့ကညစ်တန်တွေမှအစွမ်းတတိတွေကိန်းအောင်နေကြတယ်ဒါကြောင့်အထက်ဆရာကြီးတွေကငါတို့အတွက်အသုံးပြုဖို့ခွင့်ပြုပေးလိုက်တာပဲစိတ်ဝင်စားဖို့အရန်ကောင်းနေပြီဆရာကြီးကျွန်တော်တို့ဘယ်တော့သွားကြမလဲချိန်တွေကြာလုံးမရတာကြောင့်အခုပဲစထွက်ရမယ်ကညစ်တန်တွေထားရှိတဲ့နေရာကိုရောက်ငါခွင့်ပြုချက်မရပဲဘာမှမလုပ်ဖို့တတိထားပေးကြပါ အောင်မြတ်သားစကားကိုကျင်တဲ့သူတွေအားလုံးခေါင်းညိတ်ကထောက်ခံလိုက်ပြီးတမာရီပြက်ကုန်းပေါ်ကနေဆင်းသက်လာခဲ့ကြတယ်။တအောင်ရောက်တော့မြင်းကြီးလန်းကလေးအတိုင်းတနာရီလခေးဆက်ပြီးချိန်မှာတော့လူတကူသွားလို့ရအောင်ဖောက်ထားတဲ့လမ်းချင်းတစ်ခုစီကိုရောက်လာခဲ့ကြတယ်။လမ်းချင်းလေးကိုတဦးချင်းစီတန်းစီကဝင်သွားခဲ့ရာလမ်းအတွင်းပိုင်းကတဖြည်းဖြည်းပိုပြီးကျဉ်းဝန်းလာတာကိုမြင်တွေ့လိုက်ရတယ်။အထဲမှာတော့ရှေးဟောင်းအုပ်ပြတ်သက်တစ်ခုကိုတွေ့ရပြီး မဦးအဝင်မှာတော့ကညက်တံကိုကန်ကရက်နေတဲ့ဟန်ထုထားတဲ့ရခနှကောင်ရုတ်ထုရှိနေခဲ့ပါတယ်။အောင်မြတ်သားလည်းမဦးပေါဝါမှာထုလုပ်ထားတဲ့ရုတ်ထုအနာကိုကက်သွားပြီးပါဠိဘာသာနဲ့ဂါရာတပုတ်ကိုရွတ်လိုက်ရာရုတ်ထုနှစ်ခုက အသက်ဝင်လာသလိုလှုပ်ရှားလာပြီးလက်ထဲကန်ထားတဲ့ကညက်တံတွေကို ကြော့အနောက်မှာရှိတဲ့အပေါက်ကိုထိုးထည့်လိုက်ရာ James Delane ဆိုတဲ့အတန်နဲ့အတူဂူပေါက်ကပွင့်ထွက်သွားခဲ့တယ်။ အတွင်းပိုင်းမှာတော့ပေါင်တလုံးစာလောက်ရှိတဲ့စင်မီးတံရွေထွန်းထားပြီးအမိုက်တစားမှမရှိအောင်တန့်ပြန်နေတာကိုမြင်လိုက်ရပါတယ်။အောင်မြတ်သားတို့လည်းပွင့်နေတဲ့ဂူပေါက်ထဲကိုဝင်သွားခဲ့ရ။အထင်းမှာတော့ရှေးအခက်အဆက်ဆက်ဆရာသမားတွေအသုံးပြုခဲ့ကြတဲ့အင်းပြာခွက်တွေအင်းဆွဲတဲ့ခုံတွေကိုမြင်တွေ့လိုက်ရတယ်။ဆရာတို့ရောက်လာကြပြီလား။ဂူထဲမှာရှိတဲ့အရာတွေကိုစိတ်ဝင်စားနေတဲ့အချိန်ရုတ်တရက်ထွက်ပေါ်လာတဲ့အတန်ကြောင်လှည့်ကြည့်လိုက်ရ။ ရောင်ရစောင်းကိုကြားနာစွာထုံထားတဲ့လူကြီးတယောက်ကိုမြင်လိုက်ရပါတယ်။တင်ရဘယ်လိုလဲ။ကျုပ်ကဒီကူကိုစောက်လျှောက်တဲ့သူပါ။ဆရာလေးတို့လာရင်ထိုက်တန်နဲ့အဲဆွဲကညစ်တန်တချောင်းကိုပေးဖို့လေအမိန်ရထားပါတယ်။ဒါဖြင့်ကျုပ်တို့ဘာတွေလုပ်ဖို့လိုလဲ။ဦးစုံအနေနဲ့ကိုယ့်ရဲ့ကိုမစောက်လျှောက်တဲ့ပုံကူကိုသိအောင်လုပ်ရပါပဲ။ဒီတော့ကိုစောင်းပုံကူပြတဲ့ရေကန်လေးကိုဦးစုံဝင်ရမှာဖြစ်ပါတယ်။ဒီဘက်ကိုကြွားကြပါ အောင်မြတ်သားတို့လည်းလမ်းပြတဲ့သူနောက်ကိုလိုက်သွားခဲ့ရာအခုံးငွေတွေတထောင်ထောင်ထနေတဲ့ရေကန်တစ်ခုရှိကိုရောက်လာခဲ့ပါတယ်ပထမဆုံးအနေနဲ့ဆရာကိုယ်တိုင်ဆင်းရပါမယ်အောင်မြတ်သားလည်းလမ်းပြဖြစ်သူပြောတဲ့အတိုင်းကန်ထဲကိုဆင်းသွားရာရေကန်ထဲမှာရှိနေတဲ့အခုံးငွေတွေကရုတ်ချီစုပေါင်းသွားပြီးညာဘက်လက်မှာကညစ်တန်းဘဲဘက်လက်မှာအင်းဆွဲစာရွက်ကိုကင်ထားတဲ့အဖိုးတို့ကပုံရိပ်ပေါ်လာခဲ့ပါတယ်။ဒါအောင်မြင်တွေ့လက်ရတဲ့အဆောင်ဖြစ်သူက ဆရာရဲ့ကိုကိုအင်းတော်ချုပ်အဖိုးဟိမန္တရဆောက်လျှောက်ပါတယ်။ဒါကြောင့်သူတုံးခဲ့တဲ့နတ်သက်နတ်သက်ဖြူကညစ်ကို ပေးရပါရစေ။အဲလိုပြောပြီးလက်ကိုဖြန့်ထုတ်လိုက်ရာစင်စွဲရောင်အစင်းရှိတဲ့ကညစ်တံတစ်ချောင်းပေါ်လာခဲ့ပါတယ်။အောင်မြတ်တာလည်းနတ်သက်နတ်သက်ဖြူကညစ်ကိုလက်ခံရယူပြီးဒေချာကြည့်လိုက်ရာကညစ်တံရဲ့ထဲမှာရောင်တစ်စောင်းထုံးထားတဲ့အဖိုးတို့တယောက်ရဲ့ရုပ်တွင် ထွင်းထားတာကိုမြင်လိုက်ရပါတယ်။ ဒီလိုနဲ့တက်ခိုင်ကအင်းဆောင်ရသေးဆောင်နဲ့ရမနေကကညစ်တန်တောက်ရကနဂါဆောင်နဲ့ရေစံကျွန်းနဲ့ကညစ်တန်မောင်စမကရခဆောင်နဲ့အစစ်ပိတ်တစုကညစ်တန်မြတင်ကနသားဆောင်နဲ့ခမုံရိုးကညစ်တန်မောင်ကောင်းကတော့ရခဆောင်နဲ့တရခကံကညစ်တန်ဒီရရအလုံးကို ပိုင်ဆိုင်ခွင့်ရခဲ့ကြပါတယ်အောင်မြတ်သားတို့လည်းအင်းဆွဲကညစ်တွေရပြီမို့ မိမိတို့တွားရမယ့်ကလေး90တောင်ရှိတဲ့ဘက်ကိုထွက်လာခဲ့လေပါတယ်။ကလေး90တောင်ဆိုတာကတောင်တလုံးပေါ်တလုံးဆင့်ပြီးတဘာဝအတိုင်းတည်ရှိနေတဲ့အပြင်တောင်ငါးလုံးမှာစောင့်ကြတဲ့နတ်ငါးပါးကလည်းနည်းနည်းလေးမှအမားမခံတဲ့အတွက်ရွာလေးချုပ်ဆက်ကလူတွေအနေနဲ့ရောင်းလို့တော့မတွားရကြပါဘူး။ကလေး90တောင်မှရှိတဲ့တောင်ဆောင်နတ်ငါးပါးကလည်းလူဘွားရုံးကမော်ဆိုးအလုံးနဲ့အတမွေးရဲချောင်းလို့ရာကနေ ဒုတင်ဝင်နေတဲ့ပြည့်စည်ကဗုဒ္ဓတပါးကိုယာယီတဲချောင်းဆောက်လို့လှူဒန်းခဲ့တဲ့ကုသိုလ်အဟုန်ကြောင့်နတ်ဘဝမှာလည်းဘုံတကူအာနုဘော်ကြီးမားတဲ့တောင်ဆောင်နှစ်တွေဖြစ်လာခဲ့ကြပါတယ်။မုတ်ဆိုးဘဝကနေနှစ်ဖြစ်လာတဲ့အတွက်ဒေါသအမျက်ဆောင်အင်မတန်ကြီးမားပြီးအကုသိုလ်စိတ်တွေအများဆုံးကင်းအောင်နေတဲ့အတွက်ကလေး90တောင်ဘုကိုတရားလာအားထုတ်တဲ့ယဟန်တန်ဃာတွေကိုယွတ်တုအောင်ကြောက်လန့်တော့ဖန်ဆာတက်ကြတဲ့အတွက် ကလေး90တောင်ဆိုရင်တရားအောက်ထုတ်သူတွေခဝဲဝဲကရှောင်ခဲ့ကြပါတယ်။အောင်မြတ်သားတို့လည်းအင်းဆွဲကညစ်တွေရတာနဲ့လိုအပ်တဲ့အင်းဆားမတွေကိုဂျိုတင်ရေးဆွဲပြီးတောင်ပေါ်ကိုစတင်တက်လာခဲ့ကြတယ်ဗျ။ဒီတစ်ခါမှာတော့တခိုင်၊တောက်ရ၊မောင်ဆားမမြတဲ့တို့ကအောက်ခြေတောင်လေးလုံးကိုတာဝန်ယူရပြီးအောင်မြတ်သားနဲ့မောင်ကောင်းကအမြင့်ဆုံးတောင်ကိုတာဝန်ယူခဲ့ကြပါတယ်။ တောင်ဆောင်တပ်တွေကလည်းသူတို့စီလာနေကြတာကိုကြိုတင်သိနေတဲ့အလားတောင်ပေါ်ကိုခြေချတာနဲ့မိုးရိပ်မိုးသားတွေမဲကနေတက်လာဖန်တီးခဲ့ကြရဲဗျဆရာဒီကောင်တွေစတင်တက်ခိုက်လာပြီတင်နေမြားတွေကသူ့ရဲ့ net မျက်စိအစွမ်းနဲ့ဘဝင်းကျင်ကိုအငဲခန့်ရင်ပြောလိုက်တော့အောင်မြတ်တာကငါတို့အားလုံးတောင်ကျော်လေကိုမရောက်ခင်အထိမိုးမရအောင်ထိန်းထားဖို့လုပ်မယ်မောင်စမအနေနဲ့တံပြန်အင်းကိုဖျောင်းနေမှာပဲပြီးကာဝယ်ထား အဲလိုပြောလိုက်တော့မောင်ဆမက လွေထဲအတင်းပါလာတဲ့တံပြန်အင်းကိုဖျောင်းနယ်မှာပတ်လိုက်ပြီးမိုးကောင်ကြော်စွာနှက်ကိုပိဖိတ်ကမိုးမရအောင်ထိန်းထားစေခဲ့ပါတယ်မိုးသားတွေကြားထဲကနေရေခနဲပြက်ခနဲလင်းလက်လာတဲ့မိုးကြိုးလျက်စီးတွေထဲမှာတော့ခါထောက်ကရက်ကျင်နေတဲ့တောင်ဆောင်နှက်၅ပါးရဲ့ပုံရိပ်ကိုအောင်မြတ်တာတို့တွေ့လိုက်ကြရပါတယ်မောင်ကောင်တောင်ကပန်းကိုရောက်အောင်သွား ဟိုရောက်ရဲ့ဂဝံကြောက်တွင်နဲ့လှုပ်ထားတဲ့နှကောငါးခုကို အချုပ်အင်းနဲ့ထိန်းထားခြင်းမောင်စမကလေပြင်းတွေတိုက်ခိုက်နေတဲ့ကြားမှာအတန်ကုန်အော်ဟင်းရင်သတိပေးလိုက်တော့မှ တောင်တရံကို တွေ့ခဲ့ထားတဲ့မောင်ကောင်းတရာအတင်းဖောက်ထွက်ကတောင်ပေါ်ကိုကြိုးစားတက်လာခဲ့ပါတယ်တက်ခိုင်တဲ့တောက်ရကတော့အောက်ဆုံးမှာရှိတဲ့တောင်တရံထဲကနေထွက်လာတဲ့နာနာဘာဝတွေကို တိုက်ထုတ်ရင်းနောက်ချန်နေခဲ့ကြတယ် မောင်စမနဲ့မြတဲ့ကတော့ဂျောက်ကဘာတဲကို မပြုတ်ကြဘူးအတွက်ဘေးပတ်လည်းမပေါက်နေတဲ့သစ်ပေတက္ကန်းတွေကိုဇွဲယူခြင်းအောင်မြတ်သားရဲ့ညွှန်ကြားချက်ကိုစောင့်ဆိုင်းနေခဲ့ကြပါတယ်။ကျန်တဲ့သူတွေအားလုံးအဓာစီအခက်ခဲတွေနဲ့ရင်ဆိုင်နေရပေမဲ့အောင်မြတ်သားကတော့ဘာမှမဖြစ်တဲ့ဟန်နဲ့တောင်ကပန်းတနေရာမှာနှလုံးကိုဇုံမိတ်ပြီး နှုတ်ကနေဂါရာတဘုတ်ကိုမယံမနာရွတ်ဖက်နေခဲ့တယ်။ဆီအားနှကောပပလဲမှာမှဲသားတွေအများကြီးပိတ်ထားတယ်ဗျ။ ကျွန်တော်ဘာဆက်လို့ရမလဲတောင်ပေါ်ကနေအော်နေတဲ့မောင်ကောင်းအတန်ကြောင့်အောင်မြတ်တာကယူနေတာကိုရက်လိုက်ပြီးမြားနေတဲ့စားမအပေါ်ကိုလိုက်သွားအပေါ်ရောက်ရင်အင်းဆွဲကညစ်ကိုထုတ်ပြီးမှင်စာတွေကိုပြလိုက်အဲ့လိုပြတဲ့အခါမှင်စာတွေတက်ကတကောင်ကကြောက်လန့်နဲ့ဟန်ပြပြီးအနောက်ကိုဆုတ်သွားလိမ့်မယ်သူကိုဖမ်းနိုင်ရင်နှကုန်းကိုထိန်းချုပ်လို့ရပြီအဲ့လိုပြောလိုက်တော့မောင်စားမနဲ့မြားတဲ့ကတောင်နေရန်ကိုအာယူကအပေါ်ကိုလိုက်တက်သွားခဲ့တယ် အပေါ်လေးရောက်ရောဟင်းသာပြဓာရီလိုနေရဲနေတဲ့မင်းစာငယ်လေးတွေကအတံမျိုးစုံပေးပြီးမောင်ကောက်အနားကိုတိုးကပ်ဖို့ကြိုးစားနေတာမြင်တော့မောင်စမကဟေးငပူကောင်းလေးဒီမှာခြေစမ်းအဲ့လိုပြောပြီးကညစ်တံကိုထောင်ပြလိုက်ရာအကောင်ပေါင်းများစွာတွေက နဖူးမှာဘူဒီတလုံးထွက်နေတဲ့မင်းစာတကအနောက်ကိုစုပ်ကထွက်ပြေးသွားတာမြင်လိုက်ရတယ်ထွက်ပြေးသွားတဲ့ကောင်ကိုမလွတ်စင်တဲ့ဖန့်ဟမြားနေကလက်ညှိုးထိုးကအောင်ရင်ကညစ်တံကိုပြောင်းပြန်ကန်ကာ မင်းစာအုပ်ထဲကို တိုးဝင်သွားခဲ့တယ်။ဖောက်ပလောက်ပလောက်အဲ့လိုဆိုတဲ့အတန်နဲ့အတူကညစ်တန်နဲ့ထိတဲ့မင်းစာရိအလုံးအငွေ့အဖြစ်ကိုပျောက်ွယ်သွားတာမြင်တော့နဖူးမပူသေးပါတဲ့မင်းစာကနောက်ကိုလှည့်မကြည့်တော့ပဲထိတ်ဆုံးမှရှိတဲ့တောင်ပေါ်ကိုတက်ပြေးသွားပါလေရော။လှကနေလှကနေပြေးသွားတဲ့အရှင်ကြောင့်ညတဲ့ခမဘလို့မှမလိုက်နိုင်ပဲရှိနေတဲ့အချင်းမောင်ကောင်းလက်ထဲမှာခြင်ထားတဲ့ကညစ်တန်ကအနှဲငယ်လှောက်ရှားလာတာကို တိထားမိခဲ့တယ်။ဟေးကညစ်တန်ထိတ်မှရှိရဲ့ရက်ခရုပ်ထုကလှုပ်နေပါလား။မောင်ကောင်းကအော်အော်တကြီးရေရွရဲအပေါ်မှာပြေးနေတဲ့မှင်စာကိုလက်ညှိုးထုတ်ကထွက်ပြေးသွားတဲ့ကောင်နောက်ကိုထွက်ချက်မကွာလိုက်ဖမ်းစေ။အဲလိုအမေပေးလိုက်ရာကညစ်တန်ထိတ်မှထူထားတဲ့ရက်ခပုံကအပေါ်ကိုပြန်တက်သွားပြီးလေထဲမှာပဲထန်းတစ်ပင်လောက်ရှိတဲ့အကောင်အဖြစ်ကိုပြောင်းသွားခဲ့ပါတယ်။တောင်ပေါ်မှာပပြေးနေတဲ့မှင်စာလဲ ူအရှင်မှာပိတ်ရထားတဲ့ရခကိုမြင်တော့ရှေးဆက်မတက်တော့ပဲပြန်လှည့်လာတဲ့အချိန်မြရင်ကအင်းဆွဲကညစ်တဲ့ထိတ်နဲ့နဖူးကိုတောက်ကဖမ်းဆီးခဲ့တယ်။အဲ့ဒီအချိန်မိုးသားတိမ်လေးတွေကြားတဲ့ကနေတင်းပုတ်ကိုစီကင်ထားတဲ့သူငါ့ကိုခုံဆင်းလာပြီးအစိမ်းရဘဝစီးထားတဲ့ပုဂ္ဂိုလ်ကတဲရာရာဆဆငါတို့ပိုင်နဲ့ကိုလာပြီးစော်ကားနေတဲ့ဆရာစုပ်တွေတေဖို့လာပြင်ထားကြအဲ့လိုကျေးဝါးရင်မြေကြီးကိုတင်းပုံနဲ့ထုလိုက်ရာ အယိုးကျအကောင်ပေါင်းများစွာမြေကြီးတက်ကနေထိုးထွက်လာခဲ့ပါတယ်။အဲ့ဒီချိန်တောင်းမှရှိနေတဲ့အောင်မြတ်သားတို့ရောက်လာကဒိုးဝင်လာတဲ့အယိုးကျတွေကြားတဲ့ကိုအင်တရွက်ပြစ်ထဲကဂါရာတပုတ်ကိုမမ်းမုံလိုက်တယ်ဆိုရင်ပဲအင်းစာရွက်ထဲကနေအမြင်အတန်းတွေထွက်ပေါ်လာပြီးအယိုးကျတွေအားလုံးကိုလှုပ်မရအောင်ဖမ်းချုပ်ထားခဲ့လိုက်တယ်။ညတယ်မင်းရဲ့နာမည်စင်းနဲ့ကြည့်ပြီးမူလနှကွန်းကိုရှာကြည့်ပါ အောင်မြတ်သာစကားကြောင့်နဂုံးကိုရှာကြည့်ရာဂဝန်ကြောင့်တဲ့တူတာဆိုလို့ဘာတစ်ခုမှမတွေ့ခဲ့ဘူးသူတို့ဖွဲ့ထားတာများလားဆရာမဟုတ်ဘူးနဂုံးကဒီနေရာမှာပဲတေချာဖို့ရှိရမှာဟာဟာဟာငါတို့နဂုံးကစတုမဟာရဲ့နမင်းတွေကိုယ်တိုင်ဖန်ဆင်းပေးထားတာမို့နင်တို့လိုဆရာတွေမမြင်တွေ့တာနေမှာစတိုဘီပြောလိုက်တဲ့အတန်ကိုကြားလိုက်ရတယ်ဒါဆိုတော့လေနမင်းတွေကိုပင့်ဖယ်ပြီးနဂုံးကိုပြန်သိမ်းခိုင်းရမှာပဲ ။ဘာလို့ဆိုတော့တင်တို့ကကိုယ့်ကိုအပိုင်စားပေးထားတာကိုအခွင့်ကောင်းယူပြီးတရားဝါရီကိုဒုက္ခပေးတဲ့အပြင်တရားအထုတ်ဖို့လာကြတဲ့သူတော်စင်တွေကိုလည်းစိတ်ချောက်ချောင်ပြုလုပ်တာကြောင့်ဝိဇာအချုပ်ဆရာကြီးတွေကိုလည်းတင်တို့ကိုစုံးမပေးဖို့ဆေလွတ်ခဲ့တာပဲ။အောင်မြတ်သားရဲ့စကားအစုံမှာတောင်စောင်းနဲ့ငါးပါးကစိတ်ဆိုးဒေါရထွက်တဲ့ဟန်နဲ့ဖနောင်၅ချက်ပေါက်ရမှာမဲမောင်နေတဲ့တိမ်တဲ့တွေကြားထဲကနေအဆစ်မိုးတွေရွာချလာခဲ့တယ် မိုးရေဇက်တွေထိတဲ့တစ်ပင်ကြီးငယ်တွေအကုန်တမိုချင်းညှိုးနှဲသွားပေမဲ့အောင်မြတ်သားတို့ဆရာတပည့်တွေကတော့မှဲတပေါက်တောင်မစုံပဲရှိနေခဲ့တာကြောင့်အမျက်ဒေါသတွေတလေးလေးတက်လာခဲ့တယ်။ဆရာသူတို့ကိုမြစ်တာနဲ့စုံမလို့ရမှာမဟုတ်ဘူးနော်။မောင်စားမရဲ့တီတိုစကားကြောင့်အောင်မြတ်သားကခေါင်းတဆက်ဆက်ညှိပြီးခြေပြားတစ်ပြားကိုထုတ်ကတောင်ဆောင်တဲ့၅ပါးရှိတဲ့ဘက်ကိုပြစ်လွှတ်လိုက်တယ်။အင်းပြားကလေထဲမှာဝဲပြန်ရင်းကနေ ပိုးသားကျိုးတွေဖျားထွက်လာပြီးတောင်ဆောင်တဲ့ငါးပါးရဲ့ကိုဘမှာတွားရောက်ရစ်ပတ်နေကြတယ်။ငါတို့ကိုဒီလိုပညာလောက်နဲ့ဖမ်းလို့ရမယ်ထင်နေရလားဟမ်မျက်လုံးတွေနီးရဲပြီးကြောက်မက်ဖွယ်အတန်နဲ့အော်နီယာကနေယုံလိုက်တဲ့အခါမှာရစ်ပတ်ထားတဲ့ကျိုးတွေတဖြောင်းဖြောင်းနဲ့ပြက်ထွက်သွားခဲ့ပါတယ်။နှောင်ကျိုးတွေပြက်ထွက်သွားတာနဲ့တပြိုင်တည်းဒင်းဘုတ်ကင်ထားတဲ့နတ်ငါးပါးကအောင်မြတ်တော်ရုပ်စီပြေးဝင်လာပြီးဒင်းဘုတ်ကြီးတွေနဲ့တိုက်ခိုက်ပါလျော် တော်ယုံနတ်ပုဂ္ဂိုလ်တွေအနေနဲ့အောင်မြတ်တာအနာကိုကတ်လို့မရပါပဲ။ဒီနတ်၅ပါးကတော့အနာထေရောက်လာပြီးတိုက်ခိုက်နေတာကြောင့်ပါလာတဲ့သူတွေအကုန်အံ့ဩပြီးတံပြန်တိုက်ခတ်ရမယ်အင်းကိုတော့ထုတ်ဖို့မေးသွားခဲ့တယ်။အဲ့ဒီချိန်မောင်ကောင်းအနေနဲ့တင်းပုတ်တံကိုရှောင်တင်းရင်းခြေတော့ချော်ချသွားတဲ့ချိန်အိတ်ထဲမှာပါတဲ့ကညစ်တံကပြေးဝင်လာတဲ့တောင်ဆောင်တဲ့ရဲ့ခန္ဓာကိုယ်ကိုထိုးဆိုင်သလိုဖြစ်သွားခဲ့တယ်။အမလေးပူတယ်ပူတယ် နောင်တို့ကြေချက်ပါအောင်ဆိုပြီးလူလိနေတာမြင်တော့အောင်မြတ်သားကလွဲပြီးကျန်တဲ့သူတွေအားလုံးကကညက်တံကိုစုပ်ကန်က ကျန်နေတဲ့နတ်သား၄ပါးစီကို ပြေးဝင်သွားခဲ့တယ်ဒီတခါတော့နှစ်ပေါင်းများစွာဆရာပေါင်းများစွာအသုံးပြုခဲ့တဲ့အင်းဆွဲကညက်ရဲ့တိတ်ထီတွေကပြန်လဲနိုးထလာပြီး အခုံးငွေတွေတထောင်ထောင်ထလာခဲ့တယ်ကညက်တံရဲ့အစမ်းကိုမြဝါးထင်ထင်မြင်လိုက်ရတဲ့တောင်ဆောင်နှက်တွေကတော့အနေငယ်ကြောက်လန့်သွားပြီး အနောက်ကိုဆုတ်သွားခဲ့ရတယ်။အဲဒီအချိန်အခွင့်ရေးကိုစောင့်နေတဲ့အောင်မြတ်သားကတိတ်ထိတင်ထားတဲ့ကွန်ချာအင်းကိုတောင်စောင်းနဲ့မင်းနဲ့ကတပားစီပြစ်လွတ်လိုက်တာမြင်တော့ကျန်တဲ့သူတွေကလည်းအတင်ရေးဆွဲထားတဲ့ကွန်ချာအင်းတွေကိုထုတ်ကတောင်စောင်းနဲ့တွေရှိရာဘက်ကိုပြစ်လွတ်ခဲ့တယ်။တောင်စောင်းနဲ့တွေအားလုံးကွန်ချာအင်းထဲမှာဖမ်းမိပြီးရုံးထွက်နေတဲ့အချိန်တောင်နိုင်ငံမှာရှိတဲ့မြေသားတွေဟုံးကနေပြိုကျလာပြီး အထဲမှာတော့အလွန်ကို ကြီးညိုပွဲရာကောင်းတဲ့ရန်တပားပုံကိုရွှေသားတီးပြီးအောင်ထိုးစစ်ထားတာကို မြင်လိုက်ရပါတယ်။ရဟန်းယုတ်ထုဘေးမှာတော့ကြောင်းမြတ်ရတနာတွေနဲ့တိဆောက်ထားတဲ့တပားကြောင်းလေးတစ်ခုနဲ့ပုံတူရှိနေခဲ့ပါတယ်။ဒီဖြစ်စဉ်ကိုမြင်တော့စိတ်ဆိုးဒေါသထွက်ကရုန်းကန်နေကြတဲ့တောင်စောင်းနှစ်တွေအားလုံးငြိမ်သက်သွားပြီးခက်ထန်တဲ့မျက်နှာသားတွေကနေနူးညံ့တဲ့အသွင်ကိုပြောင်းလဲလာခဲ့တယ်။ တကယ်တော့ဒီယောထုရဲ့တပားချောင်းပုံတူကညီနောင်၅ပါးတောင်ဆောင်တဲ့စဖြစ်စဉ်ကမိမိတို့စိတ်ရိုင်းနေဝင်တဲ့အခါထိနိုင်မှုထူးစစ်ပုံပေါ်ထားတာဖြစ်ပေမဲ့အချင်းကြာလာတဲ့အမျှမကောင်းတဲ့စိတ်ပက်မာတာပျော်မွေ့လာတာကြောင့်ငါကိုထားရှိခဲ့တဲ့ကလေးတွေကိုဖောက်ဖျက်ကယောထုကို ဖွဲ့ထားခဲ့ကြတာဖြစ်ပါတယ်။အတင်တို့ညီနောင်၅ပါးကအတေဘွားမှာပြုတ်ခဲ့တဲ့ကုသိုလ်အဟုန်ကြောင့်အခုလိုနေထိုင်ရတာကိုဘာကြောင့်များမန်တက်နေရတာလဲ။ အောင်မြတ်သားစကားကိုကြားတော့အငယ်ဆုံးတောင်ဆောင်တဲ့ကချုံတော်ခံထားရတဲ့ဂျားတွေကလည်းအန်ကိုချိတ်ဖနှောင်းကိုပေါက်ပြီးမကျင်မနဲ့ဖြစ်ရန်လုပ်ပြနေကြတယ်။အဲဒီအချိန်အသက်ကြီးဆုံးတောင်ဆောင်တဲ့ကရွှေအတိပြီးတဲ့ရဟန်းရုပ်ထုကိုစောင်းခဲ့ကြည်ကညီတော်တို့ငါတို့ကလမ်းမနေပြီ။ဒါကြောင့်စိတ်ကိုပြန်ထင်းချဖို့လိုမယ်။ဒီလိုမှမဟုတ်ရင်ငါတို့ကုသိုလ်အရှင် ကုံနာနဲ့ငရဲကိုတန်းပြီးဆင်းရမှာမလွဲဧကံပဲ။ နောင်တော့ဘာတွေပြောနေရလဲကျုပ်တို့ကဒီတော့ဒီတော့မှ နေထိုင်ရမယ့်ရက်တွေအများကြီးကြံနေသေးတယ်မဟုတ်လားဘလို့ပဲကြံရှိပါစေအချိန်တန်ရင်ပြည့်လာမှာပဲလေဒါကြောင့်ဆရာတော်ကငါတို့စိတ်တွေကို ထိန်းသိမ်းနိုင်ဖို့ရုပ်ထုနဲ့ကျောင်းသင်ခန်းကိုထူဖို့မှာခဲ့တာမဟုတ်လားရုတ်တရက်ဆိုသလိုပြောင်းလဲသွားတဲ့တောင်စောင်းနမင်းကိုကြည့်ပြီးအောင်မြတ်သားတို့အားလုံးဝမ်းသာသွားခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲ အင်းဆွေကညစ်တန်နဲ့တောင်သောနတ်မင်းတွေရဲ့နဖူးကိုထောက်ပြီးစိတ်အန်းတွေထုတ်ပေးလိုက်။ဆိုရဲအတန်ကို ကြားလိုက်ရပါတယ်။အောင်မြတ်သားတို့လည်းအတန်ကြားတာနဲ့ချုံနှောင်ထားရတဲ့တောင်သောနတ်မင်းတွေရဲ့နဖူးပြင်ကိုအင်းဆွေကညစ်တန်နဲ့ထောက်လိုက်ရ။မိခိုးရအခုံးငွေတွေထွက်ပေါ်လာခဲ့တယ်။ညုံညင်းညစ်အခုံးငွေတွေတဖြည်းဖြည်းကုန်လာတဲ့အချိန်မှာတော့တောင်သောနတ်တွေရဲ့စိတ်အခြေအနေက အရင်ထက်ပိုပြီးနူးညံ့သိမ်မွေ့လာခဲ့တာကိုမြင်လိုက်ရတယ်။ အောင်မြတ်တော်တို့ရဲ့တောင်သောနမင်းတွေကိုနားဝင်အောင်ပြောဆိုဆုံးပါပြီတောင်အောက်ကိုပြန်ဆင်းလာချိန်မှာတော့နားထဲမှာဝူဝါနဲ့အော်ဟစ်နေတဲ့အတန်အပြင်ထန်တဲ့မန်နဲ့အမင်းပေးနေတဲ့အဖောက်ဟိုတူရဲ့အတန်ကိုကြားလိုက်ရပါတယ်တက်ခိုင်နဲ့တောက်ရတို့ကတော့မိမိတို့တာဝန်ပေးဆုံးပြီမို့ဆရာဖြစ်သူကိုနှုတ်ဆက်ကမဟာမြိုင်တော်ရဲပြန်သွားခဲ့ကြတယ်လို့မောင်စမားနဲ့အများတွေကလည်း သူတို့ပြောင်းမွေရအရက်ဒေတာအသေးသေးကိုပြန်လဲထွက်ခါသွားခဲ့ကြတယ်။နောက်ဆုံးမှာတော့အောင်မြတ်သားနဲ့မောင်ကောင်းတို့နှစ်ယောက်သာကလေး90တောင်အောင်မှာကျန်ရစ်ခဲ့ကြတယ်။ဆရာသပည့်နှစ်ယောက်လည်းကလေး90တောင်ကနေထွက်လာပြီးနောက်ပိုင်းတမန်ကုန်းရွာလေးကိုရောက်လာခဲ့တယ်။တမန်ကုန်းရွာကိုရောက်နေတဲ့အချိန်ဘလို့ဖြစ်ရဆန်းတွေနဲ့ကြုံတွေ့ရမလဲဆိုတာကိုတော့အောင်မြတ်သားနဲ့အာလာဝကမော်အင်းဆိုတဲ့ဝိတ္ထုမှာဖတ်ရှုပေးကြပါအောင်ခင်ဗျာ။ ဂေါ့စတိုရီမြန်မာ channel ကနေဒီတစ်ခါပြည်သက်တွေအတွက်တင်ဆက်ပေးခဲ့တာကတော့စာရေးစာဇေယနာယာမညာရေးသားထားခဲ့တဲ့အောင်မြတ်တာနဲ့ကလေး90တောင်ဆိုတဲ့ဝိထုတို့ဇလန်လေးပဲဖြစ်ပါတယ်။နောက်တစ်ခါမှလည်းဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါဦးခင်ဗျာ။နားဆင်ပေးခဲ့ကြတဲ့ပြည်သက်အရောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ပြည်သက်ကြီးကိုလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီး ဆန္ဒနဲ့ပေါ်တရတဲ့ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။